သမီးရှင်းတဲ့နင်းမောင်ချစ်နိုင်ကိုရေနဲ့ထမင်းကျွေးလိုက်ပါအောင်ကွယ်ဟုတ်ကဲ့မေသမီးအခုပဲကျွေးလိုက်ပါမယ်ဒေါကန်ပွင့်ကအပြင်မှာအိမ်လာတဲ့ဧည့်သည်နှစ်ယောက်နဲ့စကားပြောနေပါတယ်မမ तू ကထမင်းလဲစားတတ်တာမဟုတ်ဘဲနဲ့ဘာလို့ကျွေးနေရလဲရှုပ်တယ်ပေးအိတ်ကြက်သားကျွန်တော်ပဲပေးကျွန်တော်စားလိုက်မယ်အမလက်ထဲကနေမြင့်နိုင်ကကြက်သားပုဂံကိုဆွဲယူလိုက်ပြီးတော့ကြက်သားကြော်ကိုကပါဇက်တဲ့အတင်းထိုးပြီးတော့စားလိုက်ပါတယ်ဟဲ့မြင့်နိုင်ခုနကနင့်ကိုလည်းထမင်းကျွေးထားပြီလေဒါချစ်နိုင်ရဲ့ဝေစုလေအမေသိလို့ရှိရင်နေခုလိုမျိုးလုပ်တော့စုခံရလိမ့်မယ်နော်ဟိုးအမလေဗျာကျွန်တော်စားဖြစ်တာအမေရဲ့သိရမှာလို့ ီးတော့ तू ကလည်းဘယ်လိုပြန်နိုင်လို့ရမှာလဲအမသာကျွန်တော်ကြက်သားကြော်တွေစားပြစ်တယ်လို့အမေကမပြောနဲ့ကြက်သားပုဂံကိုယူသွားလိုက်ပြီးတော့မြင့်နိုင်ကမိဖို့ကြောင့်နဲ့မှကြက်သားတွေကိုထိုင်စားနေပါတယ်ရှင်းတဲ့ထမင်းနဲ့ရေကိုသာမှန်မောင်ပေးရဇပွဲမှာချထားလိုက်ပါတယ်အမေနဲ့ဖေကတော့မှန်မောင်နဲ့ကလက်မလောက်ရွယ်ရှိတဲ့လူကြောက်သေးသေးလေးကိုလူတယောက်လိုမျိုးအချိန်နဲ့ထမင်းဟင်းကျွေးခိုင်းပါတယ်မောင်လေးမြင့်နိုင်တဲ့သူမွေးဖွားလာတာကြောင့်ချစ်နိုင်လို့အမည်ပေးထားပါတယ်မြင့်နိုင်တဲ့ချစ်နိုင်ကအမွာတွေလို့လည်းတခါပြောပြပါတယ်ဦးဖိုးဒူးနဲ့ဒေါ်ကံပွင့်တို့အိမ်မှာလူကြောက်ကလေးမွေးထားတာကိုဆွေမျိုးနှိစက်များကသာအသိပေးထားပါတယ် ကျန်တဲ့လူများကိုတော့လုံးဝမပြောထားပဲရင်ကုန်နှုတ်ပိတ်ထားပါတယ်။သမီးကြီးရှင်းသက်မွေးပြီး၃နှစ်လောက်ကြာမှာတော့မြင့်နိုင်တဲ့ချစ်နိုင်အမွားနှစ်ယောက်ကိုအိမ်မှာအရက်လက်တယ်နဲ့ဒေါကန်ပွင့်အောင်မွေးဖွားခဲ့ပါတယ်။ဟဲကန်ပွင့်ငါညမညီလန့်မသွားနဲ့နော်။ညီမွေးထားတဲ့အမွားတယောက်ကတန်မှန်ကလေးတိုင်းမှာပဲ။ဒါပေမဲ့တယောက်ကတော့လူကြောက်လေးဟဲ။မီရင်နဲ့မှပြောလာတဲ့အမလက်တယ်ရဲ့စကားကြောင့်ဒေါကန်ပွင့်လူကြောက်ဆိုတဲ့စကားကြောင့်ဘလို့ပုံစံမျိုးပြောတယ်လဲသိကျင်သွားခဲ့ပါတယ်။တခါမှလည်းလူကြောက်ဆိုတဲ့ပုံစံကိုတသက်နဲ့တကူမမြင်ခဲ့ဘူးပါဘူး။လက်တွေကလည်းဒေါကန်မွေးရဲ့အမနှစ်ဝန်းခွဲဖြစ်ပါတယ်။ကန်ပွင့် ဒီလိုကလေးမျိုးကလူတသန်းမှတယောက်မွေးခဲ့တယ်ဟဲ့ဆေးုံမှာမွေးလို့လူကြောက်လေးပါလာရင်တော့မှနိုင်ငံတော်ကတိမ့်သွားတာမွေးတဲ့မိဘတွေကိုပြန်မပေးဘူးဟဲ့သူတို့ကဗန်နေပါတွေဖောက်တက်တယ်တဲ့ပြီးတော့ဒီကလေးမွေးတဲ့အိမ်ကစီးပွားအရန်တက်တာတဲ့အမရဲ့ကြောက်စရာကြီးကျမတို့မကင်ရဲပါဘူးအမဖြစ်သူပြလာတဲ့လူကြောက်ကလေးကလက်မရွယ်တတလေးကိုမှနေလန်းထားတဲ့ပုံစံမျိုးအသားကြောက်ပုံစံလေးပါတေချာကြည့်မှပဲသူ့ရဲ့အိမ်ကအစိပ်ပိုင်းတိတိလေးတွေကိုမြင်ရပါတယ်လူကြောက်ကလေးမှာတော့မျက်လုံးနေရာကအရာလေးနှာခေါင်းနေရာကလည်းအရာလေးသာပါပါတယ် ပါဇက်ကလေးဆိုတာကလည်းနည်းနည်းလေးခြိုက်နေုံသာဖြစ်ပါတယ်။အမှုမဲ့မဲ့မဲ့ကြည့်တဲ့သူဆိုရင်တော့အမဲသားကိုအချောက်လန်းထားရလို့တောင်ထင်ရပါလိမ့်မယ်။ကံပွင့်ဒီကလေးကအရန်အကျိုးပေးမှာဟဲ့ကြောက်မနေစမ်းပါနဲ့ဟဲ့။ပြီးတော့ဒီကလေးမွေးတယ်ဆိုတော့ဘသူ့မှာပြောပြလို့မရအောင်တော့တော်ကြသူများတွေလာခိုးသွားလိမ့်မယ်။ဒေါ်ဟိမာတယောက်ကသူ့ရဲ့လက်တဲ့ဘွားမှာတော့လူကြောက်လေးတန်နေပါဆိုနှစ်ခါမြင်မှုပါတယ်။မမဟိမာသူ့ကိုဘလို့ထားရမှာလဲ။မှန်မောင်တဲ့ကိုဝါကွန်လေးတွေထည့်ထားပြီးတော့သူ့ကိုအဲ့ပေါ်မှာထည့်ထားပေးလိုက်။တော်ကြကြွက်တွေပါတွေကိုက်နေခတ်မယ်။တေချာလေးသာမွေးထား။ဒီလူကြောက်လေးကညီတို့လင်မြောင်နေချင်းညချင်းချမ်းသာအောင်လုပ်ပေးလိမ့်မယ်။ ်အမှန်တကယ်လဲမဟိမာပြောသလိုလူကြောက်ကလေးကအကျိုးပေးပါတယ်တနစ်သားရွယ်ရောက်မှတားချစ်နိုင်ရဒေါ်ကံပွင့်ကိုအိမ်မက်ပေးပါတယ်အိမ်မက်ထဲမှာလဲချဲကနန်းပေးပါတယ်တခါမှလောင်းစားဆိုရင်အကျိုးမပေးတတ်တဲ့ဒေါ်ကံပွင့်နဲ့ဥဖိုးထုဟာတားချစ်နိုင်ကအိမ်မက်ပေးတာကြောင့်ခဏခဏချဲပေါက်ထီပေါက်တွေဖြစ်လာခဲ့ပါတယ်ကုဖိုးထုညတော့ကကျမအိမ်မက်မက်တယ်တော့ကျမနားလေးကိုတနစ်အရွယ်ဖြူဖြူတွတ်တွတ်ပါဖောင်းဖောင်းလေးနဲ့ယောက်ျားလေးတယောက်ရောက်လာတာသူကကျမကိုလဲအမေလို့ခေါ်တယ်အမေတစ်နှစ်သုံးထိုးတော်တယ်အဲ့လိုပြောပြီးတော့ပြုံးပြနေတယ် ဟုတ်တော်ရှိမဟုတ်တော်ရှိတထောင်မူလို့တော့ဆန်းထိုးကြည့်မယ်ကံပွင်မင်းမဟေမပြောတဲ့အတိုင်းလူကြောက်ကလေးကလည်းတို့အခုချိန်ဒီအကျိုးမပေးသေးဘူးတကယ်ရောအသက်ရှိပါမလားမသိပါဘူးမွေးတာမွေးထားတာဟုတ်တယ်ကျမလည်းအဲ့ဒါပဲပြောချင်တာဒီတိုင်းထားမယ်စာသူ့ကိုမြေမြုပ်ပေးလိုက်ရင်ကောင်းမလားစဉ်းစားနေတာတလားနှစ်လားလောက်စောင့်ကြည့်ပါဦးကွာအချိန်ဒီမထူးလာမှာပဲလှုပ်တင်လှုပ်တဲ့တာကိုလှုပ်ကြပါဦးညနေခင်းဘက်မှာတော့လင်မယားနှစ်ယောက်သားချစ်နိုင်ကြအောင်ပြောနေခဲ့ကြပါတယ်။သားမြင့်နိုင်အိတ်သွားပြီလားမိမ။အင်းအိတ်သွားပြီလေ။အခုမှ no ဝါလို့အိတ်သွား။အိတ်ရှင်နေတော့မိဖဲနဲ့ကြည်ကြနေတာပေတီးပြီးတော့အင်းမသားအိတ်တုံးလေးမိမလည်းအိတ်ရတာပေါ့ အဲ့တော့အဲ့တော့မိမဘေးမှာတော့တမိရှင်းတဲ့အလဲအိပ်ပျော်နေပြီမလို့ဥဖိုးတူကလည်းကလေးတွေကိုချင်ကိုက်မှဆိုးတာကြောင့်ချင်းအောင်တေချာထောင်လိုက်ပါတယ်ဒေါ်ကံမွေးကနေကင်းမက်မှာလည်းတားဒီအမေမလို့ကောင်းကောင်းမနားရပါဘူးအဲ့ဒါကြောင့်ပဲကလေးတွေအိပ်တဲ့အခါတခါတည်းအတူလိုက်အိပ်ရပါတယ်အမေအဖေကတားအောင်ကြောင်ဂီယူမဆိုင်ဘူးမမနဲ့အကိုပဲဂီယူဆိုင်ပြီးတော့ချင်းအောင်ထောင်ပေးတယ်တားတကူလုံးမှာချင်ကိုက်ရတယ်ကြီးပဲတားအောင်မြေမြို့ဖို့လည်းနေ့လေအဖေနဲ့မေပြောနေတဲ့ကြားရတယ်တားအမေနဲ့အဖေတို့ရဲ့တားချင်နိုင်မှာတားအသက်ရှိနေသေးတယ်ဗျာတားအောင်မြေမမြုပ်ပြပါနဲ့နော်တားအမေနဲ့အဖေကိုလှုပ်ကြွေးကျင်သေးတယ် အကိုမြင့်နိုင်လို့တားကိုလည်းအဝတ်စားလေးဝယ်ပေးပါအောင်တားဝတ်တွေကသေးကုန်ပြီဗျာတားကတဖြည်းဖြည်းနဲ့ကြီးလာတာအိမ်မသားရဲ့အမေမနဲ့ပြန်ကြတော့တားအတွက်အဝတ်စားလေးဝယ်ပေးမယ်နော်တားကချစ်စရာကောင်းလိုက်တာအိမ်မထဲမှာဒေါ်ကန်ပွင့်ဟာအဲ့ဒီကလေးလေးကိုဖတ်ပြီးတော့ပားပြင်းနုနုလေးကိုဘဲပြန်ညာပြန်နန်းနေမိပါတယ်မနဲ့မိုးလေးတော့ညအိမ်မကြောင်ယောက်ျားဖြစ်သူကိုပြောပြလိုက်ပါတယ်မိမလာကွာသူတကူလုံးချင်ကြရတယ်ကြီးပဲလို့အိမ်မထဲကပြောသလိုဟုတ်မဟုတ်မှန်မောင်နဲ့တွားကြည့်ရအောင် ဥပိုလ်သူမိမလုတ်သူရဲ့လက်ကိုဆွဲပြီးတော့လူကြောက်ကလေးထားတဲ့အခန်းကိုဝင်လာခဲ့ပါတယ်။မှန်မောင်ထဲမှာရှိနေတဲ့လူကြောက်ကလေးကိုဥပိုလ်သူတယောက်ဂုံးကလေးတွေခံကယူလိုက်ပါတယ်။တားကြောက်လေးရဲ့ကိုယ်လုံးမှာအနီအဆက်ကလေးတွေပါတွေ့လျက်ရတာကြောင့်ဥပိုလ်သူမျက်လုံးပြူးသွားခဲ့ပါတယ်။ဟဲ့ကိုပိုလ်သူမှန်မောင်ထဲမှာချစ်နေဝင်နေတဲ့ကြည်စံမောင်ကံပွင့်ပြောလဲပြောချင်စရာပါ။ဒေါ်ကံပွင့်ဟာပြောလဲပြောမှန်မောင်ထဲရဲ့ချစ်နေကိုလက်နှစ်ဖက်နဲ့ရိုက်ပြီးတော့အပြင်ကိုယူလွတ်ပစ်နေပါတယ်။မိမဒူသားလေးချစ်နိုင်ရအသက်ရှိနေသေးတယ်ကွာ။ तू ကရုံမရှိပဲမဲ့နံဝိညာဉ်ရှိနေတယ်လို့ပဲ။ဒါကြောင့်လဲဒုလင်မြာပြောတဲ့စကားတွေကို तू အကုန်သိနေရနေမယ်။ စိတ်မကောင်းလိုက်တာကိုဖိုးထုရဲ့ဒါကသူ့ကိုကြဂယူမဆိုင်ပဲနဲ့သူ့အမနဲ့အကိုပဲဂယူဆိုင်နေလို့အိမ်မက်ထဲမှာမျက်နှာငယ်လေးနဲ့ပြောနေရှာတယ်ပြီးတော့သူ့အတွက်အဝတ်စားရည်လည်းဝယ်ပေးအောင်နဲ့ဒေါ်ကန်ပွင့်ကလည်းနေလေလောက်မှာတော့ဈေးကိုသွားပြီးတော့တနည်းရွယ်ဝတ်တဲ့အဝတ်စားအချို့ကျိုးသိမ့်ဖက်နဲ့အပြာလေးကိုဝယ်ပြီးတော့မှန်မှန်မောကစပွဲလေးမှာတင်ထားပေးလိုက်ပါတယ်ယောက်ျားလှုပ်သူကတောင်သူလှုပ်တာကြောင့်မိုးလင်းမိုးချုပ်တောင်ရမှသာအချိန်ကုန်နေတတ်ပါတယ်အရန်ဆင်းရဲတဲ့ထဲမှာလည်းမပါဝင်တယ်လို့အရန်ချမ်းသာတဲ့ဈေးထဲမှာလည်းသူတို့လင်မြန်မပါဝင်ပါဘူးဒါချစ်နိုင်ကအမေကသာအိမ်မက်ပေးပြီးတော့သူ့ဖေဖြစ်သူကိုတခါမှအိမ်မက်မပေးဘူးပါဘူး ကဘိုးတူရေကဘိုးတူခမရချဲတထောင်မူပေါက်တယ်ဗျအိမ်ရောက်ကနေချဲရောက်နဲ့ဥတာမောင်អော်ပြီးတော့ပြောနေတာပါကဘိုးတူကຢာတော့သွားတယ်ကုတာမောင်ရဲ့ချဲရဘာထွက်တာလဲတင်းနစ်သုံးနဲ့မက်ကန်ပွင့်ရေတရွာလုံးမှာကဘိုးတူတယောက်ပဲတထောင်မူပေါက်တာဒေါ်ကန်ပွင့်ကုတာမောင်စကားကြောင့်ခေါင်းကြီးသွားခဲ့ပါတယ်တခါမှလည်းငငယ်ကလေးကချဲမပေါက်ဘူးပါအခုချဲပေါက်တယ်ဆိုတော့အရန်ပျော်သွားခဲ့ပါတယ်မိမဒိုးလစ်မရဘူးတော့ဒိုးသားလေးချစ်နိုင်ရအကျိုးပေးနေပြီကွာမင်းလိုပဲငါလည်းသားလေးကိုအိမ်မက်ထဲမှာတွေ့ဘူးကျင်လိုက်တာကွာကိုဖိုးတူကမှန်မောင်လေးကိုကြည့်ပြီးတော့ပြောလိုက်ပါတယ် တနေ့တော့ရှင့်ကိုလည်းတားအိမ်မက်ပေးမှာပါဆန္ဒတွေတိတ်မစောပါနဲ့တားချင်းနိုင်ကသူ့တကူလုံးချင်ခိုက်ရတယ်ကြီးပဲဆိုပြီးတော့အိမ်မက်ပေးပြီးတဲ့အချိန်တွေကစပြီးညရောက်ပြီဆိုတာနဲ့ဥဖို့ထုကမှန်မောင်လေးထဲမှာချင်းနေမဝင်နိုင်အောင်တေချာလေးကလေးအိတ်တဲ့ချင်းအောင်စကားလေးကိုဝယ်ပြီးတော့ညစဉ်ညတိုင်းချင်းမကိုက်အောင်ထောင်ထားပေးပါတယ်တဖြည်းဖြည်းနဲ့ချဲပေါက်လိုက်ထီပေါက်လိုက်မလို့ဥဖို့ထုနဲ့ဒေါကန်ပွင့်တို့ကတောရွာကလေးမှာအချမ်းသာဆုံးဇင်းဝင်နေဖြစ်လာခဲ့ပါတယ်တားမြင့်နိုင်ကို၅နှစ်သားရွယ်မှာတော့ကြောင်းအပ်ပေးရပါတယ်တားလေးကြောင်းမှာဆရာမစကားနားထောင်နော်တကယ်ချင်းနေလည်းရံမဖြစ်နဲ့ကြားလားသမီးရှင်းတဲ့ เจ้ามาหมองเลโอเลกิ้วใส่เนาะโอเคบาเมยลาหมองเลมะมารุจ้องตั้วเมเลตะมี้จีชินตันกาเลตตะบักกะซ้วยจินเลซ้วยပြီးတော့เจนเนตะบักกะตุหมองဖြစ်သူရဲ့လက်ကိုซ้วยกาจ้องကိုขอตั้วแกบาเดอุโพธุตะมี้เนี่ยตาจ้องตั้วราကိုမျက်စိတစုံကြည့်နေမိပါတယ်ตาလေးချက်နိုင်လဲအသက်9နှစ်ပြည့်ပြီဆိုတော့တမန်လူသားဆိုရင်အခုချိန်ဆိုသူ့အမသူ့ကိုရင်းနဲ့အတူจ้องตั้วရမှာဟုတ်ပါကိုဘုဒ္ဓရဲ့ကျမตาလေးချက်နိုင်တနာပါတယ်လင်မယားနှစ်ယောက်ตาချက်နိုင်အတွက်စိတ်မကောင်းဖြစ်နေကြပါတယ်ညောင်ရောက်တဲ့အခါမှာတော့ဒေါ်ကံမွေအိမ်မက်ထဲကိုตาလေးချက်နိုင်ရောက်လာခဲ့ပါတယ်အမေ တားလဲအမနဲ့အကိုလိုမျိုးကြောင်းတက်ချင်လိုက်တာဒါပေမဲ့တားကြောင်းတက်လဲတားကိုဘယ်သူမှမြင်ရမှာမဟုတ်ဘူးညှိုးငယ်တဲ့မျက်နှာလေးနဲ့ပြောလာတဲ့တားချင်းနိုင်ကိုဒေါကန်ပွဲအနားကိုသွားကကုလုံးလေးကိုဖတ်ထားလိုက်ပါတယ်တားရဲ့အမေနဲ့ဖေကလည်းတားအတွက်စိတ်မကောင်းပါဘူးကွယ်ငါတားလေးကကြောင်းနေချင်လို့လားဒေါကန်ပွဲအမေကိုတားကပါးစပ်နဲ့မဖြေပဲနဲ့ခေါင်းသာငိမ့်ပြပါတယ်တားပုံစံကသူ့အမနဲ့အကိုကြောင်းသွားတာကြောင့်သူတယောက်တည်းအိမ်မှာကြံခဲ့ရတဲ့အတွက်စိတ်ထိခိုက်နေပုံရပါတယ်တားဘာလို့ခြင်းလဲအမေဘာဝယ်ပေးရမလဲတားအဖော်ရင်နဲ့ကစားဖို့ဘောလုံးဝယ်ပေးမယ်ပြီးရင်ဘောလုံးကံကိုဖက်နှက်လဲဝယ်ပေးပါ အေးပါမင်းမနေ့ဖြန်ညာရင်တားလို့ကျင်တာဝယ်ပေးမယ်နော်ဒါဆိုတားသွားကစားတော့မယ်နော်မင်းဒေါ်ကမွဝယ်ထားပေးတဲ့အဝါရောင်တီရှပ်လေးရဲ့ပျောက်ကြားပေါင်းမီလေးရဲ့ကိုချစ်နိုင်အောင်ဝတ်ဆင်ထားပါတယ်တားတနေ့တခြားအသားတွေပို့ဖြူပြီးတော့ဝဝတွတ်တုတ်လေးပို့ဖြစ်လာတယ်အိမ်မက်ထဲမှာတားချစ်နိုင်အောင်သူ့လိုချင်တဲ့အရာကိုလည်းဝယ်ပေးဖို့ပူဇော်တတ်ပါတယ်ကိုဖိုးသူကျမနဲ့ရှင်ထင်တဲ့အတိုင်းပဲတားချစ်နိုင်အောင်သူ့အမနဲ့ကိုကြောင်းတက်တယ်လို့မျိုးသူလည်းကြောင်းမတက်ရလို့ပြောနေတယ်တားကမျက်နှာလည်းမကောင်းတားကိုအကျိုးကြောင့်မပြောပြလိုက်ဘူးလားမိမရဲ့ ပြောလိုက်ပါတယ်။တားအခုတလောပို့ပြီးတော့ဝလာတယ်။အသားကြီးလည်းပို့ပြီးဖြူလာတယ်။ပြီးတော့လည်းလေတားသူ့ဖော်ရင်နဲ့ဘောလုံးကန်ကျင်လို့တဲ့ဘောလုံးကန်ဖနက်နဲ့ဘောလုံးဝယ်ပေးဖို့လည်းပူဇာနေ။တားလေးချင်နိုင်လို့ကျင်တာဝယ်ပေးလိုက်မိမ့်မယ်။ဒူတားလေးကတနာစရာလေးပါ။တားလည်းဘာလို့များ9နှစ်တောင်ရှိနေပြီ။ငါ့ကိုအိမ်မက်မပေးရလည်းမသိဘူး။တခါတော့တော့တားကိုအိမ်မက်ထဲမှာတွေ့ဝူးကျင်လိုက်တာ။တားလေးကပြောတယ်ကိုဖိုးထူးရဲ့သူတို့လိုလူကြောက်တွေကမိခင်တူဦးကိုပဲအိမ်မက်ထဲကနေကိုထင်ပြပြီးတော့စကားပြောပြီးဆက်သွယ်လို့ရတာတဲ့။ကြံတဲ့လူတွေနဲ့ဆိုအိမ်မက်ကနေလည်းကိုထင်ပြလို့မရဘူးတဲ့။သူပြောချင်တဲ့စကားကိုမိခင်နဲ့ပဲပြောခွင့်ရှိတယ်လို့ပြောတယ်။ အဖေကလည်းသူ့အိမ်မက်ထဲလာမတွေ့လို့စိတ်မကောင်းမဖြစ်နဲ့တဲ့မိမဖြစ်သူရဲ့စကားကြောင့်ကိုဖိုးသူသားချစ်နိုင်တဲ့အိမ်မက်ထဲမှာတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ပါအေးလေသူတို့လောကသားတွေချမှတ်ထားတဲ့စီမင်းဆိုတော့လေဘယ်တက်နိုင်မှာမလဲအမေဒီဘောလုံးနဲ့ဖနက်ကသားအတွက်လားမြင်းနိုင်တယောက်ကြောင်းကပြန်လန်လာခြင်းမှာဖနက်နဲ့ဘောလုံးလေးကိုတွေ့တာကြောင့်မေးလိုက်တာပါမော်ဘူးသားရဲ့သားညီလေးချစ်နိုင်တော့သားလူချင်းလို့ရှိရင်နောက်နေ့မှမေးဝယ်ပေးမယ်လေအမေကလည်း तू ကဘောလုံးမှမကစားတတ်တာမှန်မောင်နေကနေတော့မထွက်တတ်ဖ ೇನೆ မြင်းနိုင်ကအဲ့လိုပြောဆိုပြီးတော့လွယ်ကိုယူပြီးတော့အခန်းထဲဝင်လာခဲ့ပါတယ် ေါကန်ပွင့်ဘောလုံးနဲ့ဖက်နက်ကိုချစ်နိုင်ရဲ့တီးတဲ့ဇပွဲလေးပေါ်မှာတင်ထားပေးခဲ့ပြီးတော့ထမင်းချက်မီးဖို့တဲ့ဝင်လာခဲ့ပါတယ်။ထမင်းချက်ပြီးတာနဲ့ကြက်သားကြော်လိုက်ပါတယ်။ဒါချစ်နိုင်ကအိမ်မက်ထဲမှာသူကြိုက်တဲ့ဟင်းတွေကိုလည်းပြောပြထားတတ်ပါတယ်။ဒီနေ့မှလည်းကြက်သားကြော်နဲ့ထမင်းစားခြင်းနဲ့ဆိုပြီးတော့ပြောထားတာပါ။ကြက်သားကြော်ပြီးတဲ့နောက်တစ်ဖက်ရွာကအမျိုးတွေလာကြတာကြောင့်စကားပြောနေရပါတယ်။အဲဒါကြောင့်ပဲတမီးကြီးရှင်းတဲ့ကိုသူ့မောင်ချစ်နိုင်ကိုထမင်းကျွေးခိုင်းထားလိုက်ရပါတယ်။ဒေါကန်ပွင့်ခရိုင်းနဲ့လိုပဲည10နာရီလောက်မှအိပ်ရာဝင်ခဲ့ပါတယ်။အမေအကူမြင့်နဲ့အကျင့်မကောင်းဘူးများ။ဒါအတွက်ဝေစုကြက်သားဟင်းကိုသူယူဆသွားတယ်။ ။ဒါညနေစာဟင်းမရှိလို့ထမင်းမစားရသေးဘူး။အခုသားဘိုက်စာနေပြီမေ။နောက်တစ်ခါအဲ့လိုမလုပ်ဘူးအကိုမြင့်နေအောင်အမေပြောပေးပါ။ဒီနေ့မှတော့သားလေးကဘောလုံးကန်ဖနက်လေးစီးပြီးတော့လက်မှလည်းသူ့အတွက်ဝယ်ပေးထားတဲ့ဘောလုံးလေးကိုလက်နဲ့ပိုက်ထားပါတယ်။အေးပါသားရဲ့နောက်တစ်ခါအဲ့လိုမလုပ်ဘူးသားအကိုအမေပြောထားလိုက်မယ်နော်။ဒါနဲ့အမေဒီနေ့ဝယ်လာတဲ့ဖနက်လေးကသားချောင်းနဲ့တော်ရဲ့လား။တော်တယ်မေရဲ့ကွက်တီပဲ။သားဖော်ရီကဘောလုံးဝယ်ပေးတဲ့အမေကိုကျေးဇူးတင်တယ်လို့ပြောခိုင်းလိုက်တယ်။အမေအဖေရာတော့တဲ့မှာတည့်ရပင်တပင်ရှိရဲ့။အဲ့တည့်ရပင်ခြေရင်းအောက်ကိုမနှက်ဖြန်ညာရင်သွားတူးလိုက်နော်။ အေးပါအေးပါအမေတို့သွားတူးလိုက်မယ်နော်မနေ့ကမှအမေသားအတွက်ကြက်သားကြော်ပေးထားမယ်သားစားလိုက်နော်အမေသားအတွက်ပုံးရည်ကြီးလေးရောတုတ်ပေးနော်သားသွားတော့မယ်စကားပြောနေရင်လည်းလက်ခနဲ့ဆိုပြီးတော့သားချစ်နိုင်လေရအမောင်ရည်ထဲကိုပြေးဝင်သွားခဲ့ပါတယ်ဒေါကန်ပွင့်သားပြောတဲ့စကားတွေကိုမနေ့ရောက်တော့ကိုဖိုးထုကိုပြောပြလိုက်ပါတယ်သမီးရှင်းသန်းတဲ့သားမြင့်နိုင်ဒီနားကိုခဏလာကြအောင်အဖေစကားပြောစရာရှိလို့ဖခင်ခေါ်နေတာကြောင့်မြင့်နိုင်တဲ့ရှင်းသန်းတို့နှုတ်လို့အနားကိုလာခဲ့ကြပါတယ်မနေ့ကသမီးမေကသမီးကိုမောင်လေးချစ်နိုင်အောင်ထမင်းကျွေးခိုင်းတယ်သမီးတေချာရောသွားကျွေးလာအဖေသမီးနဲ့သားဘာလုပ်ထားလဲဆိုတာသိရဲ့နော် အရိုက်မခံချင်လို့ရှိရင်အမှန်တိုင်းပြောလိန်ပြောလို့ရှိရင်အဖေကရိုက်မှာနော်အဲ့လိုမျိုးဖခင်ကပြောလာတာကြောင့်ရှင်းတဲ့တယောက်ကြောက်သွားခဲ့ပါတယ်ဟိုဟိုလေးအဖေမနေ့ကသမီးချစ်နိုင်ကိုထမင်းနဲ့ကြက်သားကြော်ကျွေးဖို့ပကံထဲမှာခူးပြီးတော့သပွဲပေါ်တင်ပေးနေတော့မောင်လေးမြင့်နိုင်ကကြက်သားကြော်ပကံကိုယူပြီးတော့သူကစားပစ်လိုက်တာပါချစ်နိုင်ကစားမှမစားတတ်တာကျွေးနေလေအပေါ်ပဲလို့ပြောပြီးတော့ကြက်သားကြော်ပကံကိုယူသွားတယ်ဖေအမလှုပ်တဲ့သူကအမှန်တိုင်းအဖေကိုပြောပြလိုက်တာကြောင့်မြင့်နိုင်ကမျက်စောင်းထိုးပြီးတော့အမလှုပ်သူကိုကြည့်နေပါတယ်မြင့်နိုင်တားကိုအမေနဲ့အဖေကမကျွေးဘဲနဲ့ချစ်နိုင်ကိုပဲတီးတန့်ကျွေးလာပြောစမ်း တားကိုဖေတို့ကငတ်ထားလို့လားမထားပါဘူးဖေကျွေးပါတယ်ဖခင်ဒေါ်သာထွက်နေမှန်းသိတာကြောင့်မြင့်နိုင်ခေါင်းလေးကိုငုံပြီးတော့ဖြေလိုက်ပါတယ်ချစ်နိုင်ရင်တားရဲ့အမွာညီလေးနော် तू ကယုံမရှိပေမဲ့သူ့မှာနံဝိညာဉ်ရှိတယ်တားတို့ဘာလို့လို့ तू ကသိရဲ့အမေကိုညဆိုရင်တားတို့ဘာလို့လို့တိုင်ပြောတယ်တားကခဏခဏသူ့ကိုလက်သေးနဲ့လာထိုးတယ်ရိုက်တယ်ဆိုပြီးတော့လည်းတိုင်တယ်တားနောက်တစ်ခါညီလေးကိုအဲ့လိုမလုပ်ရအောင်နော်နောက်တစ်ခါလုပ်လို့ရှိရင်အမေကတားကိုရိုက်မှာဒီလိုလုပ်တာဒါနောက်ဆုံးဖြစ်ပါစေဟုတ်ကဲ့မေမြင့်နိုင်အဖေနဲ့အမေမရှိရင်အဲ့ဒီအခန်းထဲကိုသွားပြီးတော့မှန်မောင်ထဲကိုလက်နဲ့နှိုက်ပြီးတော့လူကြောက်ကလေးကိုဆွဲစိတ်ပါတယ် ဒုတ်ကလေးတေးတေးလေးနဲ့ထိုးဆွကြည့်ပါရယ်အခုတော့အမေထံကိုသူ့လောက်ခဲ့သမျှအရာမှန်သမျှပြန်တိုင်ခံရပါပြီဥဖိုဒုနဲ့ဒေါ်ကံပွင့်တားချင်းနိုင်ပြောသလိုယာရောကတရက်ပင်ကြီးအောက်ကိုနှစ်ယောက်သားတွတ်တူးကြပါရယ်တရက်ပင်ချေရင်မှရွှေအိုးတစ်လုံးကိုတူးဖို့ရရှိပါရယ်အရိရွှေအိုးကြီးကိုရပြီးတဲ့နောက်မှာတော့ရွာမှာမိခိုတိတ်အလူကြီးကိုလူခဲ့ပါရယ်တားချင်းနိုင်နဲ့သူ့အပေါင်းပါတွေအတွက်ပါရည်စိုးပြီးတော့ကုသိုလ်တွေလုပ်ပေးပါရယ်လူကြောက်ကလေးကအကျိုးပေးတာကြောင့်ဥဖိုဒုနဲ့ဒေါ်ကံပွင့်ချမ်းသာကြွယ်ဝမှုတွေက၃လသက်စားမကုန်နိုင်တော့ပါဘူးရက်ကနေလလကနေနှစ်ຫນွေမိုးဆောင်ရသေးတဲ့အလီလီပြောင်းလာခဲ့ပါပြီ အမေအကူကတားဝတ်စားတွေကိုခိုးဝင်နေရဗျာတားဖက်နှက်ဖူးဖူးလေးကိုလည်းရှွတ်နေတယ်မှာစီးပြတာပေတူးနေရပဲတားချစ်သူနဲ့တွားတွေ့လို့ရှိရင်အဝတ်စားတွေကဝတ်စရာမရှိတော့ဘူးဗျာအကူကခိုးခိုးပြီးယူဝတ်နေရဟဲတားကောင်မလေးတောင်ရှိနေပြီလားဘယ်ကမင်းကလေးလဲတားကောင်မလေးကတားကောင်မလေးကဟိုဘက်နှစ်ရွာကျော်ပါမေသူ့နာမည်ကမနင်းဖွေးပါတားအခုမှသူ့ကိုပိုးပန်းနေတော့တားချစ်နိုင်ရရှက်ကိုရှက်ကမ်းမူရနဲ့ဒေါ်ကန်ပွင့်ကိုပြောပြနေပါတယ် ေးပါအမေသားတို့အဝတ်စားသစ်တွေထပ်ဝယ်ပေးမယ်နော်။သားကိုလည်းနောက်သားဝတ်စားတွေကိုခိုးမဝဖို့အတွက်ပြောထားပေးမယ်နော်။သားဖြစ်သူကတဖြည်းဖြည်းနဲ့မြူရီကြားမှာစကားပြောပြီးတော့ပျောက်ွယ်သွားပါတယ်။ဒေါ်ကန်ပွေးနောက်နေ့မနေ့အိယာနိုးတဲ့အခါမှာတော့အိမ်ပေါ်ထက်ကနေအိမ်ရောက်ကိုမျက်နှာတင်ရဆင်းလာခဲ့ပါတယ်။ဖနက်ချွတ်တဲ့နေရာကိုကြည့်လိုက်တော့သားချင်းနိုင်တို့ဝယ်ထားပေးတဲ့စင်ကြယ်ဖနက်တဲကျိုးအပြာရောင်လေးဟာရှွန့်နေပေတူးနေပါတယ်။ ထုံးစံအတိုင်းတားမြင့်နိုင်ဟာသူ့ညီချစ်နိုင်ရဲ့ဖနက်ကိုခိုးစည်းပြန်ပါပြီတားချစ်နိုင်ဟာအတန့်ကြိုက်ပါတယ်သူ့အုံဆောင်ပစ္စည်းတွေကိုတီးတန့်ထားခိုင်းနာပါတယ်ဒါ ው တားမြင့်နိုင်ဟာအိမ်ကအဖေနဲ့အမေမရှိဘူးဆိုရင်မရှိတယ်လို့သူ့ရဲ့ညီပစ္စည်းတွေကိုခိုးခိုးပြီးတော့သုံးတတ်ပါတယ်တားမြင့်နိုင်မင်းညီဟာသူ့ဝတ်စားတွေခိုးခိုးပြီးတော့ဝတ်နေတယ်တဲ့အမေကိုတိုင်နေတယ်တားညီဟာအတန့်ကြိုက်တယ်လေကွယ်သူ့ပစ္စည်းတွေကိုသူများယူသုံးတာမကြိုက်ဘူးဆိုတာတားလည်းသိရတဲ့နောက်မလုပ်ပါနဲ့တာနော်ညီလေးကမကြိုက်ဘူးအဲ့ဒီကောင်တော်တော်အတိုင်တော်ထူတဲ့ကောင်ပဲဗျာမြင့်နိုင်တရားမိခင်နဲ့ဖခင်ဘယ်လိုပဲပြောပြော ညီဖြစ်သူရဲ့ပစ္စည်းတွေကိုလင့်ရင်လစ်တယ်လို့ခိုးယူဝစ်စမြဲပါပဲတားချင်နိုင်ဟာသူ့မှာကောင်းမလေးရှိနေပြီလို့ပြောတယ်ကိုဘတူရဲ့ဟေးဟုတ်လားသူတို့လောကမှာလည်းဒါမျိုးကရှိလားကံမွေးဟာရှိလို့ပဲတားပြောတာပေါ့သူကြိုက်နေတဲ့ကောင်းမလေးကဟိုဘက်နှစ်ရွာကျော်မှာရှိတယ်တဲ့နာမည်ကမတ်နေဖွေလို့ပြောတယ်ဟုတ်လားမဟုတ်လားစုံစမ်းကြည့်လိုက်အောင်ပဲကံမွေးဟာဥဘဒူသားပြောတဲ့လူเจ้าမှလည်းမနှင်းဖွေရှိမရှိကိုနှစ်ရွာကျော်မှစုံစမ်းလိုက်ပါတယ်အမှန်တကယ်လဲတားချင်နိုင်လိုမျိုးလူเจ้าမင်းကလေးမနှင်းဖွေဟာနှစ်ရွာကျော်မှရှိနေပါတယ်တားချင်နိုင်ကအသက်16နှစ်ပြည့်သွားပြီမလို့သူတို့လောကသားချင်းချင်းချစ်သူရှာဖွေထားပုံရပါတယ် အမေတားကောင်မလေးကတားကိုအဖြစ်ပြန်ပေးပြီဗျာတားတို့လက်ထက်ကျင်တဲ့အမေရဲ့အဖေနဲ့အမေကသူ့ကိုတွားပြီးတော့တောင်းပေးပါနော်မနင်းဖွေးကလည်းသူ့အမေကိုတားလာတောင်းမယ်လို့အိမ်မက်ပေးထားလိုက်မယ်အစင်မပြေမှာတော့မပူနဲ့တော့မေသူ့မိဘတွေကိုလည်းသူ့အလုံးပြောပြထားပေးပြီတဲ့လာမယ့်လာဇန်း၃ရက်ကိုအမေတို့မနင်းဖွေးကိုတွားတောင်းပေးပါနော်အေးပါတားပြောတဲ့အတိုင်းအမေတို့တွားတောင်းလိုက်ပါမယ်တားအခုတလောပိန်သွားတယ်လို့ပဲနော်နေရောကောင်းရဲ့လားတားနေမကောင်းဘူးမေရဲ့စိတ်တော့မပူပါနဲ့တားဆေးကုနေပါတယ်အမေဘာလုပ်ပေးရမလဲတားရဲ့တားလေးနေမကောင်းနေတော့အမေကဘာမှလုပ်ပေးလို့မရဘူးလား တတရက်နှစ်ရက်ဆိုရင်နေပြန်ကောင်းသွားမှာပါမေဒါပဲနော်လာစမ်း၃ရက်ကိုမမေ့နဲ့တော့မေအဲ့လိုပြောဆိုပြီးတော့တာအနာကနေပျောက်ကွယ်သွားပြန်ပါတယ်ဒေါ်ကံမွေးဟာတာဖြစ်သူပိန်သွားတာကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေမိပါတယ်လူလူလဲဆရာဝန်ခေါ်ပြီးတော့နေမကောင်းဖြစ်နေတာကိုပြပေးလို့မရပါဘူးကိုဘူးတူတာလီယာသူ့ကောင်မလေးကိုလာစမ်း၃ရက်ကျရင်တွတ်တောင်းပေးပါတယ်သူ့ကောင်မလေးကလည်းသူ့ရဲ့မိဘတွေကိုအိမ်မက်ပေးထားပြီးသားတယ်အကုန်ပြင်ဆင်ထားလိုက်မယ်တဲ့တာကပြောတယ်အေးဘောသူတို့ချင်းချင်းပြောဆိုထားပြီးပြီဆိုတော့လဲဒုံမိဘတွေဝတ္တရားတိုင်းတွတ်တောင်းပေးုံပေါ့တာချစ်နိုင်ရနေမကောင်းလို့ပြောတယ်အရင်လဲပိန်သွားတယ် ဘာလို့ပေးရမလဲလို့မေးတော့လေသူ့ဘာသာဆေးကုနေတယ်ပဲပြောတယ်ခတ်တာပဲကွာလူမဟုတ်တော့ဆရာဝန်ခေါ်ပြပေးလို့ရလည်းမရဘူးဥဘုဒ္ဓကတားဖြစ်သူနေမကောင်းလို့ပြောတဲ့အခါမှာစိတ်ပူမိပါတယ်လာဇန်တရက်နေ့မှာတော့ဒေါ်ကန်ပွင့်ဟာတားဖြစ်သူကိုထဲထားတဲ့မှန်မောင်လေးကိုတန်ရှင်းလုပေးနေမိပါတယ်ခါတိုင်းမှာလည်းတနေ့ကိုငါးကထက်မနဲ့မှန်မောင်တဲကိုကြည့်နေမိပါတယ်မွေးစားကလေးကခုချိန်ထိလက်မခန့်ရွယ်တတရှိတဲ့လူကြောက်လေးကလုံးဝအချောက်ကြီးဖြစ်မသွားပါဘူး။စုထန်းတဲ့ပုံစံလေးဖြစ်တာရှိနေပါတယ်။ကိုဘုဒ္ဓရေအခန်းထဲကိုခဏလောက်လာကြည့်ပါဦး။ယောက်ျားလူသူကိုအော်ခေါ်ပြီးတော့ဂုံးကလေးနဲ့လူကြောက်လေးကိုကင်လိုက်ပါတယ်။ ိမဘာဖြစ်လို့လဲဟာဒီမှာကိုဘိုးတူရဲ့ตาချင်းနိုင်လေးရဲ့အသားတွေက66ကြီးနဲ့ကြွေကြနေလို့ကိုဘိုးတူရဲ့ဘာဖြစ်နေရလဲမသိဘူးကျမตาလီတွေစိတ်ပူလိုက်တာကိုဘိုးတူကမိမလှုပ်သူလက်ထဲကနေလူကြောက်ကလေးကိုလှမ်းယူပြီးတော့ကြည့်လိုက်တော့မိမပြောသလိုပဲအသားတွေကကြွေကြနေပါတယ်ညာตาချင်းနိုင်အိမ်မက်ထဲကိုလာသေးလားမိမမလာတာ3လရက်ရှိနေပြီကိုဘိုးတူရဲ့ကျမตาလီရောတခုခုဖြစ်ပြီထင်တယ်ကျမရင်တွေပူလိုက်တာရှင်ဒေါကန်မွင့်ကမျက်ရည်တွေချက်ချင်းဝဲတက်လာခဲ့ပါတယ်ตาချင်းနိုင်လေးကလည်းဟိုတယ်လောကတွေ့တော့နေမကောင်းဘူးဆိုပြီးပြောထားတာကြောင့်ပို့ပြီးတော့စိတ်ပူလာမိပါတယ် မိသားစု၄ရပ်စလုံးလူကြောက်၄ရပ်ကိုခန္ဓာအရင်လိုမဟုတ်တော့တာကြောင့်ချစ်နိုင်အတွက်စိတ်ပူနေကြရပါတယ်အတူနေလာခဲ့တဲ့အချိန်က၁၈နှစ်လုံးလုံးမှမိသားစုဝင်တူလိုမျိုးအားလုံးကသဘောထားခဲ့ကြပါတယ်လာစန်း၂ရက်နေ့ညမှာတော့အမေတားတည်သွားပြီဗျာတားနောက်ခန္ဓာအစ်စ်ကိုပြောင်းရတော့မယ်တားကောင်မလေးကိုမနေ့ပြန်တားတည်သွားတဲ့ကြောင့်တွတ်ပြော့လိုက်ပါနော်အမေနဲ့ဖေလည်းကျမ်းမာရေးဂိူးဆိုင်ပါအမနဲ့အကိုလည်းတားနှုတ်ဆက်တယ်လို့ပြောပြပါနော်တားသွားတော့မယ်မေဖြတ်ကနေဆိုပြီးတော့ဒေါကန်မွေးအိမ်မက်ကနေလန်နိုးသွားခဲ့ပါတယ် မိမလို့သူကအိပ်ပျော်နေရကနေထထိုင်ပြီးတော့ငိုနေပါတယ်မိမမိမဘာဖြစ်တာလဲမိမရဲ့ဒါလေးချင်နိုင်ရင်သူသေသွားပြီတဲ့အိမ်မက်ပေးပြီးတော့လာပြောသွားတယ်ကိုဖိုးထုရဲ့သူသေသွားတဲ့ကြောင့်သူ့ကောင်မလေးအိမ်ကိုလည်းတော့ပြောပေးပါတဲ့အဖေနဲ့မေကိုလည်းကျမ်းမကြီးယူဆိုင်ပါတဲ့အမနဲ့အကူကိုလည်းသူနှုတ်ဆက်တယ်လို့ပြောပေးပါတဲ့ကျမသားလေးချင်နိုင်သေသွားပြီကိုဖိုးထုရဲ့ကျမသားလေးချင်နိုင်သေသွားပြီ မိမရဲ့ငုံမနေပါနဲ့တော့ကွာတို့တွေတားလေးချင်နိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမယ်လေမနေ့ပြန်သူ့ကောင်မလေးကဒိုလာတောင်းမယ်ဆိုပြီးတော့မျှော်နေမှာဟာတနာပါတယ်ဟာနောက်တနေ့မနေ့ခင်းမှာတော့လူเจ้าမလေးမနှင်းဖွေးရဲ့အိမ်ကိုဥဖိုးတုနဲ့ဒေါကန်ပွင့်တားဖြစ်သူအကြောင်းကိုသွားပြပြလိုက်ပါတယ်မနှင်းဖွေးရဲ့မိဘများကလည်းသူ့သမီးကအိမ်မက်ပေးထားတဲ့အတိုင်းအိမ်ရှိမှမင်္ဂလာမန်းတက်ထိုးပြီးတော့စောင့်နေကြပါတယ်ကျမတို့တားလေးချင်နိုင်ရာမနှင်းညာဆုံသွားပြီလို့အိမ်မက်ပေးတယ်ရှင့်ဒီကမိန်းကလေးကိုလည်း ူဆုံးသွားတဲ့ကြောင်းလေးပြောခိုင်းလိုက်ပါတယ်ဒေါကန်ပွင့်ဟာမျက်ရည်တွေအဝဲသားနဲ့သမီးရှင်မိဘနှစ်ပါးကိုပြောလိုက်ပါတယ်အေးဗျာကန်တရားကဒီလိုဆိုတော့လေကျုပ်တို့သမီးလေးတို့စိတ်ဆင်းရဲစရာပေါ့ဗျာဘယ်တက်နိုင်မှမလဲကန်စီမှန်ရပေါ့မနေဘွေးဖေကပြောပြီးတော့မျက်ရည်တွေဝဲနေပါတယ်တားဖြစ်သူကောင်မလေးရဲ့အိမ်ကိုအကြောင်းကြားပြီးတဲ့နောက်မှာတော့တားဖြစ်သူချစ်နိုင်အတွက်နေမှာဖုန်ကြီး၅ဘပင့်ကစွန့်ပြစင်ပေးပြီးတော့အမြတမ်းပေးဝေခဲ့ပါတယ်ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာ ဇလန်းလေးကိုစွနယ်ဒီလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းဂါရဝပြွေရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်။